ခုဆိုလို့ရှိရင်နွေရာသီကိုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့နွေရာသီမှာအတုံးဝင်မဲ့ skin care နည်းလမ်းတွေပြကြောက်ရှိရင် like ကို like နိုင်ရမယ် skin care နည်းလမ်းတွေကိုမင်းစဒီနေ vlog မှာ sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ဒီနေ့ vlog ကိုကြည့်ချင်အောင် skin care နဲ့ပတ်သက်ပြီး knowledge တခုခုရသွားမယ်ဆိုတာလည်းမင်းစအမှတ်ခံပါတယ်ဒီနေ့မင်း sharing လုပ်ပြီးတော့မှာ skin care knowledge တွေရကြတော့မင်းစအုပ်တွေဖတ်ရင်လည်းမှာရလာတဲ့ knowledge တွေထဲမှာမှာမင်း follower တွေလည်းအတုံးဝင်မဲ့ထင်လို့မင်း sharing လုပ်ပေးလိုက်တယ်ပေါ့နော်အချက်၈ချက်ရှိရဲ့အဲ၈ချက်ကိုမှနွေရာသီမှာ design မမတ်နဲ့တိတိကျကျ like နိုင်မယ်ဆိုလို့ရှိရင်တကယ်ကို skin အတွက် အရန်ကိုအကျိုးရှိတဲ့ result ကိုရလာမယ်လို့မစင်အမခံနေပေါ့နော်တချို့အချက်တွေကကျတော့တိထားရတာနဲ့ awareness မဖြစ်နေရလဲဖြစ်ဖြစ်နေမယ်တချို့အချက်တွေကကျမတိရလဲဖြစ်ဖြစ်နေမယ်ပေါ့နော် glass skin ရဖို့ကတကယ်ကျတော့မခက်သလို glass skin ကိုအချိန်အကြာကြီးထိမ့်သိမ့်မှုဆိုတာကအရန်ရအောင်ခက်တယ်ဘာဖြစ်လဲဆိုတော့ glass skin ရသွားပြီးသားလို့ရှိရင်ကိုကထိမ့်သိမ့်မှုမလိုက်နိုင်ဘူးဆိုလို့ရှိရင်အရင် skin ကိုပြန်ရောက်တာနိုင်တယ်မစင်ရ skin ဆိုရင်မစင်ရ vlog ကြည့်နေကြတွေ့ဆိုရင်တိရပေါ့နော်အရင် skin နေဆိုရင်လုံးဝဝက်ချန်အစီဘူးဝက်ချန်နေနဲ့ပြည့်နေတဲ့ skin ကိုမှမစင်ဒီလိုမျိုး um glass skin ရအောင်လို့ထိမ့်နိုင်နေဆို ိုတာလည်းကိုယ်မှလည်း skin နဲ့ပတ်သက်လို့ well knowledge ရှိရမယ်။ အဲ့ဒါကို consistently လိုက်နာနိုင်ဖို့လည်းအရေးကြီးရယ်ဒီနေ့ vlog မှာ amazing skin care တစ်ခုမှ recommend မလုပ်ပေးတော့ဘူးဘာဖြစ်လဲဆိုတော့ amazing ကိုယ်တိုင်လည်းစမ်းနေရယ်ကာလမှာပဲရှိတဲ့အကြောင်း amazing လည်းမညွန်ပေးတတ်သေးဘူးပေါ့နော်တချို့ကပြောရယ် amazing စမ်းသုံးနေရယ် skin care ကတလောက်ကြာလာပြီအခုချိန်ကြီး review မပေးသေးဘူးလားဆိုတော့ဟုတ်ပါတယ် amazing skin care တစ်ခုစမ်းသုံးတာနှစ်ချီကြာတယ်ဘာဖြစ်လဲဆိုတော့ product တစ်ခုကို follower လက်ထက်အပ်ဖို့ဆိုတော့ amazing တို့အရန်တာဝန်ကြီးတယ်အရန်အရန်တာဝန်ကြီးလို့ amazing ခံယူထားတယ်အဲတချို့ skin care ရာကြတော့အစပိုင်းမှာကောင်းပြီမဲ့အချိန်တစ်ခုကြာလာမှ result မပြတော့တာလို့ side effect ရှိတာလို့အဲ့ဒါတွေကကြတော့အချိန်တစ်ခု အကြိုက်ဆွဲတော့မှအဲ့ result ကတည်ရပါတော့။အဲကြောင့်မင်းစင် review ပေးလိုက်တဲ့ product တွေဟာ short term result မှာလည်းစိတ်ပူစရာမလိုသလို long term result မှာလည်းစိတ်ပူစရာမလိုအောင်လို့မင်းစင်အချိန်တစ်ခုကိုလည်းဆွဲတော့နာတယ်။မင်းစင် skin care review ကိုစိတ်ရှိရှိနဲ့စောင့်မေးဖို့မင်းစင်တရားနေပဲ request လုပ်ချင်ပါတယ်။ပထမအချက်ကကြတော့မျက်နှာအဆုတ်တက်ရှိအောင်အမြဲတမ်းဂရုစိုက်ရပါမယ်။ဘာဖြစ်လဲဆိုတော့ oily skin တွေက အစိုးရမလိုအပ်ဘူးလို့ထင်နေကြတယ်။အကြောင်းရှင်နွေရာဒီဆိုလို့ရှိရင်လည်းပို့ပြီးတော့အစီပြန်တယ်။အစီပြန်တော့ moisturizer ကို skip လုပ်လိုက်ရှိရဲ့အဲ့ဒါအရန်ဆိုတယ်။အဲ့ moisturizer ကအပြင်ရဲ့ pollution တွေ bacteria တွေကိုကိုယ်ကို တိုင်းတစ်ခုအနေနဲ့ခါပါလုပ်ပြီးထားပါတော့။အဆိုတတ်မပြည့်ဝအောင်ဆိုလို့ရှိရင် skin pH balance ကလည်းမညီတော့ဘူး။ skin pH balance မညီတော့ဘူးဆိုလို့ရှိရင် breakout ကစပြီးဖြစ်လာပြီ။အဲ့တော့တပတ်သုံးချိန်ရေတက်ဖြစ်ပြီး mask ကပ်ပေးတာလို့ပြုလုပ်ပေးတဲ့နဲ့အခုနွေရာသီပူတဲ့အချိန်ညာလို့ရှိရင် mask ကိုရေကတ္တရရဲ့ထည့်ရှိရရေကတ္တမှာကခင်းနှီးရွက်တွေထားမယ်အသားငါးတွေထားမယ်။အဲ့ဒီတွေမှာမှမမြင်နိုင်တဲ့ bacteria တွေအများကြီးရှိတယ်။ပြီးကြလို့ရှိရင် skin care တွေကိုရေကတ္တရရဲ့ထည့်လို့ရှိရင် skin care မှာပါတဲ့ ingredient compound တွေက changes ဖြစ်သွားတတ်တယ်။အားအကြောင်းမေးစင်ဘယ်လို recommend လုပ်လဲဆိုတော့ရေကတ္တမှာထည့်မယ်အစား ခွက်လေးထဲမှာရေအေးလေးနဲ့ခဏလောက်လေးစိတ်၅မိနစ်၁၀မိနစ်လောက်လေးစိတ်ထားတာလို့မိစေအဲ့လိုမျိုးလေးလို့ recommend လုပ်တယ်ရေကြတာလည်းတော့မထက်စီချင်ဘူးပေါ့နော်အခုယာတီယာဝုံမုံကူတဲ့ယာတီထဲဝင်လာပြီဖြစ်တဲ့အကြောင်းမို့ပန်းခင်းတွေကိုရှောင်ရပါမယ်ဘာဖြစ်လဲဆိုတော့အဲ့ဝုံမုံတွေက skin ကို sensitive လည်းဖြစ်စေတလို့အဖုတွေပေါက်တတ်တယ်ပေါ့နော်အဓိက sensitive တမားတွေဆိုရင်အဲ့လိုဝုံမုံတွေကူလို့ရှင်မျက်နှာရားတာလို့ညီတာလို့ဖြစ်လာတတ်တယ်အမှတ်သုံးချက်ကကြတော့နေရာဒီမှာ pore cleansing တို့မဟုတ် peeling လုပ်ကိုလုပ်ပေးရပါမယ်နေရာဒီဆိုလို့ရှင်ဖုံမုံလည်းများတယ်လို့ထိပေါက်လည်းအရန်ပိတ်လွယ်တယ်အစီဘူးထွက်တတ်တဲ့သူတွေဝက်ချံအရန်ပေါက်လည်း တူတွေဆိုလို့ရှိရင်ဒီအချက်ကိုလုံးဝလုံးဝ ignore မလုပ်တင်ပါဘူးဒီအချက်မှာ mission ထပ်ဖြည့်ပြီးပြောချင်တာကြတော့အခုမှ skin care လောကကိုစဝင်တဲ့ beginner တမားတွေဆိုလို့ရှိရင် ဖီလင်းအရန် strong ဖြစ်တဲ့ဟာတွေကိုမင်းစင်မရွေးမရွေးချက်စီခြင်းမူအခုအနွေရာဒီအချိန်မှာကခရမ်းလုံယောင်ကြီးအရန်ပြင်းနေတဲ့ကြောင့်မို့ sunscreen ကိုတေချာလေးလိမ့်နိုင်မှဖီလင်းလုပ်ဖို့မင်းစင် recommend လုပ်ပါတယ်မဟုတ်ရှင်ရင်တင်းတိတ်ထွက်တာလို့ oh my god sunburn ဖြစ်ဖို့အရန်အရန် chance များတယ်အဲ့တော့တတိထားပါတော့နံပါတ်၄အချက်ကကြတော့ကိုက make up မလိမ့်ဘူးဆိုရင်တော့မှ powder လိမ့်တဲ့အချိန်ကိုလုပ်ရပါမယ်ဘာဖြစ်လဲဆိုတာနွေရာဒီမှာအစီအရန်ပြန်လဲတာဖြစ်တဲ့ကြောင့်မို့ချွေးပေါက်ကျဲလာနိုင်တယ်ချွေးပေါက်ကျဲတယ်ဆိုတာက ဖြစ်နိုင်ခြေဆုံးဖြစ်အချက်တစ်ချက်ရှိရယ်။ဒါအသက်အရွယ်ကြောင့်မို့ကောလဂျင်ဆုံးရှုံးသွားလို့ခြေရတာလား။ဒါမဟုတ်ကိုကအစီအယံပြန်လို့ခြေရတာလားဆိုတာရှိရပေါ့နော်။ကိုကအစီအယံပြန်လို့ခြေရဆိုလို့ရှိရင်ကိုကပြန်ပြီးတော့ maintain လုပ်ပြီးတော့ပြန်ကျင်းသွားအောင်လုပ်ဖို့ဆိုတာကအယံလွယ်တယ်။ဒါပေမဲ့ကိုကအသက်အရွယ်ကြောင့်မို့ကောလဂျင်ဆုံးရှုံးသွားလို့ခြေရဆိုရင်တော့အဲ့ဒါကတော့တော်တော်လေးအချိန်ယူပြီးတော့ကိုရတယ်။ကိုကအသက်အရွယ်ကြောင့်မို့ကောလဂျင်နေဆုံးရှုံးလို့ခြေပေါက်ခြေရဆိုရင်တော့ I recommend just go to aesthetic clinic ။ဘာလို့လဲဆိုတော့အသက်အရွယ်ကြောင့်မို့ခြေရခြေပေါက်ကအဆက်တွေမကူဘူးဆိုလို့ရှိရင်အချိန်အယံယူတယ်။ဒါပေမဲ့ကိုကအစီပြန်လို့ခြေပေါက်ခြေရဆိုရင်တော့ ောင်အဓိကအစီအယံပြန်တဲ့ဟာကိုထိန်းလိုက်လို့ရှိရင်ခြေပောက်ကတော့အတူပြန်ပြီး normal size ကိုပြန်ဖြစ်သွားတယ်ဒီနေရာမှာမေစင်ဥပမာတစ်ခုလုပ်ပြမယ်မေစင်ရဲ့ဒီလက်နှစ်ဖက်ကိုမျက်နာလို့ပဲသဘောထားပြီးပေါ့နော်ဒါကကြတော့အစီအယံပြန်နေတဲ့မျက်နာဖြစ်ပါတယ်။ဒါလေးကကြတော့ဖုံမုံလို့ပဲတဘောထားပြီးပေါ့နော်။အဲ့တော့အစီအယံပြန်တဲ့မျက်နာကအပြင်သွားလို့ရှိရင်ဖုံမုံနေတွေ့လား။အယံကတ်လွယ်တယ်။အခုနောက်ကအစီအယံပြန်နေတဲ့လက်ကိုမေဇင်ကဖောက်လာနေပြန်ပြီး ပုတ်လိုက်မယ်အဲ့တော့လက်ကအစီတွေကိုခေါတာကစုပ်ယူသွားပြီပေါ့နော်ဒါကတော့ပေါင်တာထုတ်ထားတဲ့မျက်နှာအဲ့တော့အပြင်သွားတဲ့ချိန်ကျလို့ရှိရင်ဖုံမုံနေကအခုနောက်လောက်မကတ်တော့ဘူးတွေ့လားအခုတော့ဥပမာလေးနဲ့ပြလိုက်တော့ Amazing follower ရဲ့အမြင်ထဲမှာလည်းပိုရှင်းသွားလိမ့်မယ်လို့မြင်စေ။ယုံကြည်ရပါတော့။အားအကြောင်းမြင်စေ။နွေရာသီမှာ powder link ပို့တော့ comment လုပ်တာပေါ့နော်။ Last is more ဆိုတဲ့အတိုင်းပဲနွေရာသီမှာ skin care stuff တွေကိုတတ်နိုင်တမျှ short ပါ။ skin go white ထိန်းဖို့နဲ့ sunscreen ကတော့မဖြစ်မနေလိမ့်ရမယ်။နွေရာသီပြီးတော့တိုင်းပြီးတော့တိုင်းကို skin ကတင်းတိမ်မဖြစ်လိုက်ဘူးဆိုလို့ရှိရင်ဒါကကိုယ့်ရဲ့ skin care ability ကအနာဂတ် level ကိုရောက်နေလို့ပဲဖြစ်ပါတယ်။အမှတ်6ချက်ကကြတော့ sunscreen လိမ့်ယုံတင်မကဘူး။ tea လို့နေကာမျက်မှန်လို့အုတ်ထုတ်တို့ဆောင်းပေးတဲ့နေပေါ့နော်။နွေရာသီမှာနေကာမျက်မှန်ရွေးတဲ့အချိန်ကြလို့ရှိရင်လည်းနေကာမျက်မှန်အကြီးကြီးရွေးပေါ့နော်။ဘာလို့လဲဆိုတော့နေကာမျက်မှန်အကြီးကြီးကဒီပမို့နားလေးကိုကာပေးလို့ရှိရပေါ့နော်။အဲ့ပမို့နားလေးကတင်းတိတ်ဖြစ်ရတာအလွယ်ဆုံးနေရ UVA UVB reflection ကကိုယ့်ရဲ့မျက်နှာပမို့ကိုတန်းပြီးတော့ကြရတယ်ပေါ့နော်။အဲ့ဒါကြောင့်မို့ sunscreen လိမ်လို့ရှိရင်လည်းဒီပမို့နာကိုပို့ပြီးတော့လိမ်ပေးပါ။မင်းစီက skin problem တွေထဲမှာဝက်ချံပေါက်တာတွေမကြောက်ဘူး။အဆီဘူးဖြစ်တာတွေမကြောက်ဘူး။တင်းတိတ်ဖြစ်မှာအရှမ်းကြောက်တယ်မင်းစင်။ဘာလို့ဆိုတော့တင်းတိတ်က skin problem တွေထဲမှာကုရတာအခက်ဆုံးနဲ့အကြဆုံးပဲ။နမက်ခွန်အချက်ကကြတော့ဆောင်းရာသီမှာတုံးခဲ skin care တွေကိုနွေရာသီမှာပြောင်းတင်ပါတယ်။မင်းစုံရဲ့ခန္ဓာကိုယ်ကလည်းရာသီဥတုအလိုက်ပြောင်းလဲတယ်လို့မင်းစုံရဲ့ skin ကလည်းရာသီဥတုလိုက်ပြောင်းလဲနေရဲ။အားကြောင့်မို့မင်းစင်ဆိုလို့ရှိရင်ဆောင်းရာသီမှာတုံးခဲ skin care ဆိုလို့ရှိရင်အခုနွေရာသီမှာမင်းစင်မတုံးတော့ဘူး။အခု UK မှာဆိုလို့ရှိရင်လည်းဆောင်းရာသီကနေနွေရာသီကူးပြောင်းလိုက်ပြီးတဲ့ကြောင့်မို့ ရာဒီဥတုကလည်းစပြီးပူတဲ့ဘက်ရောက်လာပြီအဲအကြောင်းမို့မေစင်က skin care တွေကိုထက်ချ light ဖြစ်တာလို့ပြောကြလို့ရှိရင် pollution တွေကပါလာတဲ့ material တွေကိုကာကွယ်ပေးတဲ့ skin care တွေကိုပိုပြီး focus လုပ်ပြီးတုံးနေရှိတယ်။နွေရာသီမှာကို skin က dry ဖြစ်နေတုံးဆိုရင်တော့ it's okay just use the winter skin care that's fine ။ဒါပေမဲ့စီဘူးဝက်ချန်ထွက်လာတဲ့အသားရေဆိုလို့ရှိရင်မေစင်ကျဲ tight ရွေးဖို့ recommend လုပ်တယ်ကြယ်ထိုက်တရားကြတော့ပိုပြီးထချလိုက်ဖြစ်တယ်ပိုပြီးတော့ skin ကဆုပ်ယူမှုလွယ်တယ်ပေါ့နော်ကြယ်ထိုက်လို့ပြောတဲ့ချင်ကြလို့ရှိရင်လည်း soothing gel လို့ calming gel လို့ရွေးဖို့မျိုးစေ recommend လုပ်တယ်တချို့အသားရေပါတဲ့သူတို့ sensitive skin တွေဆိုလို့ရှိရင်အပြင်နေဘူးတွေတွားလို့ရှိရင်မျက်နှာရည်နီးရဲတာလို့ဖြစ်တတ်တယ်ပေါ့နော်အဲဒါကြောင့်မို့ calming gel ကအဲ့နေရာမှာအရန်ကိုအတုံးဝင်လိမ့်မယ် ingredient အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် aloe vera လို့ပြီးရင် centella ပါတာလို့စီကားလို့အဲ့ဒါတွေအနေနဲ့ဒီမှာအရန်ကောင်းတဲ့ ingredient တွေဖြစ်တယ်နောက်ဆုံးချက်ကတော့တော်တော်များများ awareness လည်းတိတ်မဖြစ်တယ်လို့ acknowledge လို့ရှိရလို့လည်းမင်းစင်မြင်တယ် ဲ့ဒါဘာလဲဆိုတော့မျက်နှာတစ်စီပြောင်းတာဆောင်းရတီမှာတော်တော်များများကမျက်နှာတစ်စီရွေးမယ်ဆိုလို့ရှိရင် moisturizing ဦးစားပေးလို့ရှိမယ် brightening ကိုဦးစားပေးလို့ရှိမယ်ဒါပေမဲ့ you don't need those in summer time နေရာဒီမှာကြတော့ပို့ပြီးတော့ deep clean လုပ်ပေးနိုင်တယ်မျက်နှာတစ်စီကိုမင်းစင်ရွေးချေချင်တယ်အထူးကကြတော့ AHA ပါတာလို့ BHA ပါတာလို့ PHA ပါတာလို့ပေါ့နော်အဲ့ဒါတွေကိုဦးစားပေးရွေးပေါ့နော်ဒီနောက်ပိုင်းမင်းစင်ကို follower တွေစာလာပို့လို့ရှိရင် basking problem များလဲဆိုတော့အဆီဘူးပေါ့နော်အဆီဘူးပြဿနာအများကြီးများတယ်ဘာလို့လဲဆိုတော့ရာသီဥတုပြောင်းလာပြီ skin ကလည်း changes ဖြစ်လာပြီတချို့ဆိုလို့ရှိရင်အခုတတိတိတစ်ခါမပေါက်ဘူးအခုမှပေါက်တာလို့ပေါ့နော်ဒီနေ့ shrink လုပ်ပြီးတော့ရဲ့ skin care color ကလည်း missing follower တွေအတွက်တခုခုတော့ဖြစ်ဖြစ်အသုံးဝင်တော့မယ်ဆိုရှင်မင်းစအရန်ကိုပီတီဖြစ်ပြီးချိန်နေရပြီပေါ့နော်ဒီနေ့ဘလော့ဂါတော့ဒီထိပဲပေါ့နော်နောက်ထပ် follow blog တွေမှာပြန်လည်ဆွေးနွေးကြမယ် bye bye love you